ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်ဖတ်ပြပေးမယ့်စာအုပ်လေးကတော့ဆရာတာယာမင်းဝေရေးသားထားတဲ့ပန်းလက်ဘွားမှာပါအပ်ပိုင်ခွင့်မရှိတဲ့အကောင်လေးဆိုတဲ့ဝတ္ထုစာအုပ်လေးကို အပိုင်း၁အနေနဲ့ဖတ်ပြပေးမှာပဲဖြစ်ပါတယ်။နားတော်တာစင် အားပေးကြပါဦးခင်ဗျာ။ကိုတေဆုံးသွားခဲ့ရင်ပေါ့အချစ်ဆုံးရင် ကိုအတွက်ကြည်ကွဲတဲ့တခြင်းကိုမဆိုပါနဲ့။ နှင်းစီတစ်ပင်တွေအရေးကိုင်းကိုင်းထင်းရှူးပင်တွေကိုလည်းမဆိုင်ပါနဲ့မြက်ခင်းစိမ့်စိမ့်ရတာကို့အပေါ်မှာနှင်းမုံမိုးဆက်တွေနဲ့စိုးရင်းနေပါစေမင်းကို့ကိုသတိရရင်လည်းရပါဒါမှမဟုတ်မေ့ရင်လည်းမေ့လိုက်ပါကိုကတော့အရေးတွေကိုလည်းမမြင်နိုင်တော့ဘူးမိုးရဲ့ရတာကိုလည်းမရတော့ဘူးနိုင်တင်ကြီးရဲ့ပရိဒေဝတေးသောဟူတော့သူဆိုလဲကိုမချားနိုင်တော့ဘူး နေဝင်ခြင်းလည်းမရှိနေထွက်ခြင်းလည်းမရှိအဲ့ဒါလို့စီးစာမှာမှတ်တဲ့အိမ်မက်တစ်ခုပေါ့ကိုသတိရရင်လည်းရနေအောင်မယ်ပြီးတော့မေ့ရင်လည်းမေ့သွားလိမ့်မယ်ကွယ် song by christian roste မေခွန်းကိုကြားချိန်မှာဇေယကတပြင်းချသည်အဝေးကိုငေး၏ဝေးသည့်ထက်ပို၍ဝေးရာကိုမြင်ရန်ရှိသည် နှစ်ဦးကြားမှာလဲမြူနင်းကိုတွေမိုးဆိုင်လာတဲ့အောင်ထင်ရ၏ပန်းဒီတလုံးကစရဲဇလန်းပါဗျာတကယ်တော့ကျွန်တော်တငယ်ချင်းဟာပန်းဒီတလုံးရဲ့အစိတ်တင့်သွားတာပါစကားဆုံးမှာမြူကိုတွေဟာလူးလွန်ရုံးမောက်လာ၏အမြင်ရိပ်ထဲမှာလဲအလင်းပြာ၏သူတို့နှစ်ယောက်ကိုကျွန်တော်စတွေ့ဘူးတာကတော့မိုးရသည်ကြောင်းဖွင့်ရက်တွေရတရက်ပေါ့ ကျောင်းရှိရာကုတ်ကိုပင်ရာမုတ်တုံရဲ့မိုးရေစက်တွေအောက်မှာစိုတိဆိုပဲဖြစ်နေတယ်။လေကျန်းတွေဝေးဝေးရန်ရန်တိုက်ခတ်လာတိုင်းမှာလဲတူလက်တန်တွေရိမ်းမြောက်ကာွယ်ရင်ဟိုဒီရိမ်းထိုးနေတတ်တယ်။ကျွန်တော်တို့ကတော့ဒီနေ့မှကျောင်းစားတက်ရတဲ့အထက်မှရန်ကျောင်းသားတွေပေါ့အတန်းထဲမှာတယောက်မျက်နှာတယောက်ကြည့်ရင်ဦးကြောင်ကြောင်လေးတွေဖြစ်နေရတဲ့နေမျိုးပေါ့ကျွန်တော်တို့အတန်းမှဆရာဦးကိုကိုအောင်နဲ့မြန်မာစာပြတယ် ကျောင်းကနေကိုတူဝင်လာတော့သူ့ရှေ့မှာကျိန်လုံးကြီးကိုကင်လာတယ်။အခန်းတော့ကစပွဲကုံကြီးပေါ်မှာကျိန်လုံးကြီးကိုနေရာပေးလိုက်ပြီးသူကတော့ဘေးကကလထိုင်ကလေးမှာပဲဝင်ထိုင်တယ်။ကျိန်လုံးကသူ့ထက်ယာရူးကြီးတယ်လို့ဖြစ်နေတော့တယ်။အထက်လူကြီးလိုပြောရမှာလဲခက်နေတယ်။အထက်ကျိန်ကြီးဆိုရင်လည်းမကြုံဘူးသူကယုံမှာမဟုတ်။ကျောင်းတက်ခေါင်းလောင်းမြည်ပြီးတဲ့နောက်မှာဆရာဦးကိုကကျွန်တော်တို့ကိုဆုံးမဩဝါဒပြောဖို့ထိုင်ရာကထပါတယ်။ ။စုံမဩဝါဒပြောဖို့အတွက်ဂျိန်လုံးကြီးကို ကောက်ကင်ပါတယ်။ဂျိန်လုံးကြီးကိုကောက်ကင်ဖို့အတွက်တိုက်ပုံအင်ကြီးလက်ကိုမအတင်ပါတယ်။တိုက်ပုံအင်ကြီးလက်ကိုမအတင်ဖို့အတွက်ပခုံးကိုလည်းတစ်ချက်ကျုံလိုက်ပါတယ်။ကျွန်တော်တို့ကတော့ဆရာပခုံးကျုံတာကိုကောင်းမွန်စကားတဲ့အားမင်းသားကျုံတာနဲ့တူတယ်လို့ထင်မြင်နေမိကြပါတယ်။ဆရာကဂျိန်လုံးကြီးကိုဟွေရမ်းပြီးကျွန်တော်တို့ကိုစုံမဩဝါဒစကားတွေပြောတယ်။သူငယ်ငယ်တုန်းက ဆရာဆုံးမတာကိုမနာခံမိလို့ခဏခဏအရိုက်ခံခဲ့ရတဲ့အကြောင်းကိုလည်းပြောပြပါတယ်ကျွန်တော်တို့ကလည်းသူ့ခြေရနင်းမဲ့တပည့်တွေဆိုတာကိုအဲ့ဒီတော့ကတော့သူပဲထင်အောင်ပါလေ။ဇေယျဆုံးမတော်ကိုလည်းမနာခံပဲအရိုက်လည်းမခံအောင်နေတိုင်းနဲ့ကြောင်းသားဟာအတော်ထူးကြုံပဲစံပြကြောင်းသားလို့ယူဆစရာဖြစ်နေပါတယ်။နောက်ပြီးတော့လည်းဇေယျကပြောသေးတယ်။မင်းတို့အာဖန်တီးဆိုတာကြားဘူးလား။ဟုတ်ကဲ့ အမဲ တဲဟုတ်ကြပါလားဘလို့ကြားဦးရဲဆိုတာပြောကြစမ်းအာလူပုဏီအာဖန်ဒီကျွန်တော်တို့အားလုံးကအဲ့ဒါလို့ဝိုင်းအော်လိုက်ကြတယ်ဆရာမျက်နှာရှုံသွားပြီးခေါင်းခါတယ်အဲ့တော့ဘာအိဗယ်လဲအာလူများရဲ့လူကိုပြောတာပါဆရာခေါင်းထက်ခါရင်နည်းနည်းလန့်သွားပုံရတယ်ကျွန်တော်ရှိမှအာလူများမိရင်ကျွန်တော်တို့ကတော့ဘာမှပြောမှာမဟုတ်လို့သူတိတ်နေတာမှာတော့မဟုတ်ပါဘူး ဒါပဲမဲ့လမ်းဘေးဈေးဆိုင်မှာ အာလူပူရီရောင်းတာကိုမြင်နိုင်သူအနေထိုင်ရခက်နိုင်ပါလေ။ तू ကမင်းတို့ပြောတာဘာမှလည်းမသိဘူးထားတော့ငါပြောတာဝီဂါလူမျိုးတွေပုံမြင်တဲ့ဟာအာဖန်ဒီဆိုတဲ့ဇက်ကောင်ကိုပြောနေတာကြားဘူးလားအချို့ကကြားဘူးပါတယ်အချို့ကမကြားဘူးပါဘူးအချို့ကကြားဘူးပါတယ်ဘူးအော်တန်လေးနည်းနည်းညံသွားလို့ဆရာအားလုံးကိုလက်ကပြတယ်နေနေနေငါကငါပြောပြမယ် ပြီးတော့သူ့ဟာသူ ပြောတယ်ကျွန်တော်တို့ဘာမှမမေးတော့ဘူးကျွန်တော်တို့ကလည်းဘာမှဝင်မဖြေတော့ဘူးသူ့ဟာသူပြောပါစေ ဆိုပြီးလှော့ထားလိုက်တယ်ဒုက္ခတွေ့မှသိမယ်ပေါ့ဒီလိုကဒီလိုနဲ့အစချီပြီးအာဖန်ဒီပုံမြင်တဲ့ပုဒ်ကို ပြောပြတယ်ဒီနေ့မှာအာဖန်ဒီကို အမတန်ကဆေးနေတတ်တဲ့မျိုးသားကြီးတစ်ယောက်ကညစာစားပွဲကို ဖိတ်ကြားအဲ့ခံတဲ့အဲ့ငံဝဲမှာမျိုးသားကြီးကအာဖန်ဒီရဲ့ခွက်ထဲကို ။ဇပြည့်ရည်နည်းနည်းလေးထဲ့ပြီးတယ်။ပြီးတော့စကားတွေရှုံးရှုံးဝေအောင်ရှောက်ပြောပြီးသူ့ချမ်းသာကြွယ်ဝမှုကိုကြွားတယ်။အဖန်ဒီကတော့ဇပြည့်ရည်ကိုမတော့သေးဘူး။မျိုးသားကြီးရဲ့စကားဆုံးမှာလွှားမရှိဘူးလားလို့တောင်းတယ်။မျိုးသားကြီးကကြောင်သွားတာပေါ့။ဘာဖြစ်လို့လဲလို့ပြန်မေးတယ်။အဲဒီတော့မှအဖန်ဒီကစပည့်ဖင်ကပ်ပဲရှိတယ်သူ့ရဲ့ဖန်ခွက်ကိုမြှောက်ပြလိုက်တယ်ဖန်ခွက်မှာအပေါ်ပိုင်းကအပိုကြီးဖြစ်နေတယ် ပိုနေတဲ့ဖန်ခွဲအပေါ်ပိုင်းကိုလွှတ်နဲ့တိုက်ဖြတ်မလို့လို့ပြောလိုက်တယ်။ရူဝောအောအောတခန်းလုံးဝိုင်းရီကြတယ်။တယောက်ချင်းကတော့ဟီဟီတို့ဟာဟာတို့ဟဲဟဲတို့ရီကြတာပေါ့။ဒါပေမဲ့စာသင်ခန်းထဲမှာအဲ့ဒီရီသံတွေပေါင်းစုပြီးထွက်လာတဲ့အခါဝရူဝောအောအောဆိုတဲ့အတန်ကြီးဖြစ်လာတယ်။ဆရာမြမကားတဲ့ဟာအံ့ကြော်ကြီးလို့ဟင်းဟင်းဟင်းလို့ရှိရဲ့ အဲ့ဒီချိန်ကြီးတော့သူရည်နေနိုင်တော့မယ်မင်းတို့လည်းအဲ့ဒါသတိထားကြစာတင်တဲ့အခါ အုံနောက်တော့အုံနောက်ကိုဥကောင်းနဲ့အပြည့်ထည့်ထားကြအုံနောက်နဲ့ရင်အပေါ်ပိုင်းကလွတ်နေတဲ့ဥကောင်းဟွန်ကိုငါကလွှတ်နဲ့တိုက်ပြက်ဖြစ်မယ်တခန်းလုံးငြိမ်သွားတယ်ငါမြမစာဆရာဆိုပေမဲ့ကြံတဲ့ဘာသာတွေမရှင်းတာရှင်းရင်လေငါ့ကိုမေးငါရှင်းပြမယ်အားရင်ပေါ့လေကြားလားကြားပါတယ် တခန်းလုံးဖြေးလိုက်တယ်လို့ထင်ရပေမဲ့မဟုတ်ဘူးအ ਨੇ စုံနှစ်ယောက်ကြံလိမ့်မယ်အဲ့နှစ်ယောက်တည်းဟာတယောက်ဟာကျွန်တော်ရည်ညွှန်းထားတဲ့ပန်းသီးကလေးပေါ့အဲ့ပန်းသီးလေးဟာထိုင်ရာကနေတဖြည်းဖြည်းထပါတယ်ဆရာပါဝင် အားလုံးရဲ့မျက်လုံးတွေဟာသူ့ရှိရောက်သွားပါတယ်သူဟာဆရာသမီးမရှင်းတာတခုမေးချင်လို့ဆရာတမ်းမန်ထက်မဆိုးသလောက်ပိုပြူးသွားတဲ့မျက်လုံးနဲ့ဘာများလဲလို့မေးပါတယ် ဒီလိုပါဆရာอืมဆိုပထဝီဆရာပြောပါတယ်မြမပြည်ရဲ့ရာသီစပိုင်းမှာຫນွေပြီးမှမိုးနဲ့ဆောင်းလာတယ်လို့ပြောပါတယ်အေးဟုတ်တယ်လေအဲ့ဒါဘာဖြစ်လဲဟုတ်ကဲ့လင်းချာဆရာကလည်းပြောပါတယ်စပိုင်းနေမှာအစာမရှိဘူးလို့ပြောပါတယ်အဲ့ဒါဆိုရာသီစပိုင်းမှာຫນွေရအစာလို့ဘယ်လိုလုပ်သိတာလဲဟေးอืมဆရာဥကုကုအောင်နှကမ်းမွေးထောင်လာပါတယ် မျက်လုံးကလည်းနည်းနည်းပိုပြူးအစ်သွားတာတော့လူတိများတယ်ရေတော်ဝါတမျိုးနဲ့တူလာပါတယ်ပစောနဲ့လေအဲအဲ့ဒါကဘာဖြစ်ရမှန်းမသိသေးပဲဆရာသူ့နှခေါင်းထိတ်ကိုလက်ညိုးလေးနဲ့ကုတ်ပါတယ်သူ့မျက်လုံးထဲမှာတော့အပြင်းထန်အပြေးလွှားစဉ်းစားနေတဲ့အရေးအယောင်တွေဖြတ်တန်းသွားနေပါတယ်ပြီးမှအဲ့ဒါဒီလိုလေးစောင်းရည်ဒီမှာရွယ်ဟောင်းတွေကြွေပြီးနေရည်ဒီမှာပြန်ထွက်တယ်မဟုတ်လား နှွေမှာရွက်သစ်တွေထွက်ပြီးစောင်းရသည်မှာအဲ့ဒီရွက်သစ်တွေကဟောင်းပြီးပြန်ကြွေကြတယ်အဲ့ဒါကြောင့်နှွေကအစစောင်းဆိုမိုးကအလဲလို့တတ်မှတ်တာအဲ့ဒါပါအော်ဟုတ်ကဲ့ဟုတ်ကဲ့ပန်းသီးလေးပြန်ထိုင်သွားတယ်ဆရာဥက္ကူကောင်လည်းအတော်ဘဝင်ကြသွားပုံရပါတယ်ဆရာဥက္ကူကောင်ကလည်းရင်ထဲကအလုံးကြီးမတ်တထရက်နေရပြန်ထိုင်သွားတဲ့အောင်ရှိပါတယ်ဒါပေမဲ့ကျွန်တော်လည်းတခုမေးချင်ပါတယ်ဆရာ เอ๊ะဘာတို့လဲကျွန်တော်ပါဆရာအတန်နဲ့တူចောင်းသားတယောက်ရက်နေပါတယ်သူ့ပုံစံကတော့အေးအေးဆေးဆေးပါပဲသူ့ကိုသူယုံကြည်မှုအပြည့်ရှိပုံရပါတယ်မင်းကရောဘာမေးမလို့လဲသိပ္ပံနဲ့ပတ်သက်လို့ပါဆရာအေးဘာမေးကြလို့လဲရေကအောက်ဆီဂျင်နဲ့ဟိုက်ဒရိုဂျင်ပေါင်းထားတယ်လို့သိရပါတယ်အေးအဲ့ဒါဘာဖြစ်လဲ ငါတွေကရေထဲကအောက်ဆီဂျင်ကို ရှူကြရတယ်လို့သိရပါတယ်။အဲ့ဒါလိုနဲ့ရှင်သန်နေကြတာလို့သိရပါတယ်။ဟုတ်တယ်။အဲ့ဒါမင်းဘာပြောမလို့လဲ။ဒီလိုပါဆရာ။ဟိုက်ဒရိုဂျင်ကလေထပ်ပေါ့တယ်။မိုးဟောပြန်တက်တက်တယ်ဆိုလို့ကျွန်တော်ဒီကိစ္စကိုစဉ်းစားခတ်နေတာပါ။ရေထဲကအောက်ဆီဂျင်တွေကိုငါတွေကရှူလိုက်တော့ဟိုက်ဒရိုဂျင်တွေကြီးကျန်ခဲ့ပဲ။အေးဆရာရင်းထဲကအလုံးကြီးရတော့ရင်ကော့ရက်နေပြန်ပါပြီ။ အင်းလို့သာဆိုတာပါဆရာဥက္ကူကောင်ခမညမျက်မှောင်ကြီးကြုံနေရပါပြီဟိုက်ဒရိုဂျင်တွေကလေထဲပြန်တက်သွားတဲ့အခါအေးငါးတွေကရေမရှိတော့တဲ့ရှုံထဲမှာပက်လက်ကလေးတွေမကြံရစ်ခဲ့ကြဘူးလားလို့အင်းအဲအဲအဲ့တော့တစိမ့်လောက်ရှင်းပြပေးပါဆရာအေးအင်းအဲ အလုံးကလည်းဆရာဘာပြန်ဖြေမလဲလို့နားဆွင့်နေကြပါတယ်။ဒီလိုမေးခွန်းမျိုးမှာရှာရှာပေါ့ပေါ့မေးနိုင်စွမ်းရှိတဲ့ရှစ်တန်းကျောင်းသားဖီလိုဆိုဖာကိုလည်းတန်တော်ဝိုင်းကြည့်ဖြစ်ကြပါတယ်။အမေဖီလိုဆိုဖာအဖြေကျောင်းဆရာဖြစ်နေလို့ဗမ်းမညီတရားတော်ခံစားပါသေးတယ်။ဒါဒီလိုရှိတယ်ကွာ။မောင်အဲဟိုမင်းမင်းနာမည်ဘယ်သူလဲ။ထိုးရပါ။ထိုးရဟုတ်လား။ မင်းနာမည်ကရုပ်ရှင်မင်းသားကြီးနာမည်ပါလားမဟုတ်ပါဘူးဆရာထူးဝေပါထူးဝေဩအေးအေးအေးမနေ့ကကမင်းရှေ့ဆုံးခုမှာပြောင်းနေရမယ်သိလားခုနကကလေးမရောစောစောဟာပန်းသီးကလေးကိုမျက်လုံးဝေပြီးလိုက်ရှာတယ်တမီးကဒီမှာပါသူကတော့အစတည်းကရှေ့ဆုံးတန်းမှာထိုင်နေရပါ။ဩအေးအေးနေညီကတော့အဲ့တန်းမှာပဲနေ ပြီးတော့ဆရာဥက္ကူကောင်ကအတန်းသားအလုံးဘက်ကိုမျက်နှာပြန်လှည့်ပါတယ်အကဲခတ်သလိုလိုက်ကြည့်ပါတယ်နောက်မှာထူးဝေကိုမောင်ထူးဝေပြားဆရာအင်းဒီမေးခွန်းကိုတိတ်ပန်ဆရာကိုမေးဘူးလားမမေးရသေးပါဘူးဆရာသူ့ကိုမေးလိုက်ပါ ဟုတ်လားဒါမှမဟုတ်လေသူ့ကိုဆရာဒီမေးခွန်းနဲ့ပတ်သက်ပြီးပြောလိုက်မယ်သူလာဖြေပေးပါလိမ့်မယ်တဘာဝဗန်းများမှုဆိုတာမင်းကြားဘူးတယ်မဟုတ်လားဟုတ်ကဲ့ကြားဦးပါတယ် အေးအေးထားတော့ခုနကသမီးပြောပြီးပန်းသီးကလေးဘက်ကိုလှည့်ကြည့်တယ်ပန်းသီးကလေးကရှင်ဆိုတော့သမီးနမယ်ဘလို့ခေါ်လဲတန်စင်ပါဆရာမျက်မှောင်ကြီးကြုံသွားပြန်တယ်အဲ့ဒီနမယ်ဘသူပေးတာလဲမင်းမေးဆရာကောင်းခါပါတယ်မဟုတ်သေးပါဘူးကွယ်အားလုံးကဆရာကိုမျက်လုံးဝိုင်းသားနဲ့ကြည့်နေကြတယ်မင်းကလေးနမယ်ကလည်းတန်စင်တဲ့ တခန်းလုံးဝိုင်းရီကြရဲပန်းဒီကလေးကလည်းကြပြားကြပြားဖြည့်ရှင်းချက်ထုတ်တယ်မဟုတ်ဘူးဆရာတန်စင်ပါတန်စင်မဲလိုဒီပါဩအဲ့လိုလားအဲ့လိုဆိုရင်တော့လှသားပဲအစတဲမှာဆရာအားလုံးကိုလှည့်ပြောတယ်ကဲမြမသာစာအုပ်ထုတ်ကြမယ်အဲ့ဒါပါပဲအဲ့ဒါတစ်ချိန်မှာကျွန်တော်အချစ်ဆုံးတငယ်ချင်းတယောက်ဖြစ်လာမယ်ထူးဝေနဲ့စတင်တွေ့ဆုံကြပုံပါပဲ ကျွန်တော်ဘေးနာခုံကိုတူပြောင်းလာရပါတယ်။ကျွန်တော်ဗလာစာအုပ်မှာရေးထိုးထားတဲ့နာမည်ကိုကြည့်ပြီးမင်းနဲ့ဇေယနော်တို့သူကစနှုတ်ဆက်ပါတယ်။ပြီးတော့ကျွန်တော်တို့ခြေစုံတန်းရဲ့တစ်ဖက်ဆုံးဟာတန်းစင်းကိုလည်းလှမ်းကြည့်ပါတယ်။အဲ့ကောင်မလေးနဲ့မင်းနဲ့တိလား။မတိဘူး။ဘာဖြစ်လို့လဲ။ဘာမှမဖြစ်ပါဘူး။အာတီအာတနဲ့ နောက်ရက်ပိုင်းတွေမှာလည်းထူးဝေဟာကျွန်တော်နဲ့အတူကစားလိုက်စားချက်လိုက်ကြောင်းပြေးလိုက်လုပ်နေပါတယ်။ကျောင်းသားဘဝကိုလွယ်လွယ်ကူကူပေါ့ပေါ့ပါပါတမ်းမှန်နေထားတိုင်းဖြတ်သန်းခဲ့ပါတယ်။ကလေးသာသာအရွယ်ရှိသေးတော့အပျော်ပါလွယ်လို့ပါဘူးမှလည်းစိတ်ဝင်စားဘူး။အပျော်ကြီးကိုက်ဖမ်းလာတဲ့တငယ်ချင်းမလေးတွေကိုတွေ့ရင်မျက်စိတွေတာတလင်းကျိတ်ဝင်နေသလိုပဲလို့ထူးဝေဟာပြောတတ်တယ်။သူ့မျက်စိထဲမှာကန့်လန့်ကြီးဖြစ်နေတာကိုပြောတာပါ။သူနဲ့မိန်းကလေးနဲ့တိတ်ပြီးအကျွမ်းတော်ဝင်မရှိလာဘူး။ ဲ့ဒါကိုပဲအပြစ်ပြောမယ်ဆိုရင်တော့အပြစ်အလုံးဟာထိုးဝေပေါ်မှာပဲရှိပါတယ်။သူကဗဲမင်းကလေးကိုမှအရေးတည်ဦးမရှိဘူး။စိတ်မဝင်စားဘူး။အဲ့ဒါကြောင့်သူကအဲ့ဒီနှစ်ပိုင်းတွေမှာတန်စင်နဲ့လုံးဝရင်းနှီးမှုမရှိဘူး။음မရင်းနှီးအောင်လည်းမကပါဘူးလေ။တရက်မှာရန်အောင်ဖြစ်ကြစေ။ပထမတော့ကျွန်တော်ကသူတို့ရဲ့လို့မသိပါဘူး။အဝေးကနေလှမ်းမြင်နေရတာ။အနည်းရောက်တော့မှသူတို့မှန်သိတယ်။လမ်းလေကောင်မှသူတို့နှစ်ယောက်ရံဖြစ်နေကြတယ်။ အခြေအနေကစိုးရင်ရတယ်သူတို့ချင်းကမရင်းနှီးကြပါမယ်ကျွန်တော်ကတော့နှစ်ယောက်စလုံးနဲ့ရင်းနှီးတာ哦နင်ကဘာလဲနင်ကဟောဘာလဲနင်ကဘာကြီးကြတာနင်ကဟောငါ့ကိုဘာအောင်မိနေလို့လဲသူ့ရဲ့လက်ထဲမှာပရင်းကန်တစ်လက်နဲ့တန်စင်ရကြတော့လက်ပြဘုံတစ်လုံးကင်လာတယ်နင်အရင်လာစတာနင်မဲအရင်လာလုပြီးတော့နင်တော့ဘာလဲနင်ဘာလုပ်ချင်လို့လဲတန်စင်ကထိုးဝေကိုလက်ပြဘုံနဲ့ကျွဲတယ် သူ့ရလည်းပရင်းကန်းနဲ့ပြန်ချိန်တယ်။လာလေလာစားမ။နှစ်ယောက်တယောက်အလက်ပတ်ချောင်းမြောင်းပြီးနေရာယူနေတယ်။အချိုနေ့တော်မရောက်သေးဘူးနေရင်လာပတ်တာ။ငါတနကမတော်တဆရေထွက်သွားတာနေရတာတီးခံစိမ့်မရှိပဲနင်းလက်ပစ်ပုံးနဲ့လာပြန်ပတ်နေရ။ပြီးလူကိုဒကြံရေလောင်းတာနဲ့လည်းမတူဘူး။မဟင်းကပကံလေးကိုငန်းပြားရေလာထည့်တာကြာနေ။နင်းနော်အော်မပါလေ။တန်စင်ကထူးဝေကိုသူ့လက်ထဲကလက်ပစ်ပုံးကြီးနဲ့ထုမလို့ရွယ်တယ်။ သူရလေသူ့ပရင်ငန်းပြောင်းနေလှမ်းထိုးမလို့လို့လှုပ်တယ်။လော်လီလော်လော်နာလီနင်းလင်းလာပါလား။ကျွန်တော်ကကမန်းကနအနားကိုပြေးသွားတယ်။နှစ်ယောက်ကြောင့်ဝင်ရရတယ်။ရံမဖြစ်ကြနဲ့ရံမဖြစ်ကြနဲ့။အဲ့တော့မှနှစ်ယောက်စလုံးကကိုရှင်တက်သွားကြတယ်။တန်စင်ကငါ့ကိုသူ့အရင်လာစတာငါ့ကိုဘာများအောင်မေ့နေလဲမသိဘူး။ကျွန်တော်ကထိုးဝေကိုလှမ်းကြည့်တယ်။ထိုးဝေကတော့အေးအေးဆေးဆေးပြန်ဖြစ်နေပါပြီ။ နားထောင်လိုက်နားထောင်လိုက်သူပြောတာအရင်နားထောင်လိုက်ယုံတော့မယုံနဲ့ပြီးမှအမှန်တရားကိုငါပြောပြမယ်အောင်မာအောင်မာတန်စင်ဆွေးဆွေးခုံသွားတယ်သူတို့နှစ်ယောက်ကိုမနေ့ပြန်ဖြေခဲ့ရတာပေါ့အဲ့ဒီညနေမှာပဲထူးရာတန်စင်နဲ့ပတ်သက်လို့ကျွန်တော်တို့ခုပြောပြတယ်ဒီအောင်မာလေးကငါအတီးအတလေးလိုပဲမြင်တာအခုတော့ဒါထက်မကောက်ဘူးကွာဘာဖြစ်လို့လဲခွာတီးခွာကြလေးပါဖြစ်နေတာ哦 မင်းရလဲကွာအဲ့နောက်ပိုင်းမှာသူတို့နှစ်ယောက်ကြာထူးထူးခြားခြားဘာမှထပ်မဖြစ်ခဲ့ပါဘူးတယောက်နဲ့တယောက်ခင်မို့သတိမရသလိုရန်ဖြစ်တာကိုလည်းမေ့သွားပုံရပါတယ်ပြောစရာဘာမှမရှိဘူးသူတို့နှစ်ယောက်တယောက်ကိုတယောက်ဘလို့မှမနေကြဘူးအဲ့လိုနဲ့ကိုတန်းចောင်းသားဘဝကိုတော့ကြော်လွန်ခဲ့ပြီးဆယ်တန်းရောက်လာတယ် ဆယ်ရန်တို့ထုံးစံတိုင်းကျူးရှင်ကိုအပြိုင်ရိုက်တက်ရတယ်ကိုเจ้าစာနဲ့ပဲကိုလုံးပန်းနေရတယ်တချို့တွေကလည်းရီးစာအပြိုင်ရိုက်ထားတက်လာကြတယ်ကိုရီးစာနဲ့ကိုစိတ်ကောက်နေကြတယ်ကျွန်တော်မြင်မှာတော့ထူးဝေရောတန်စင်ရောဟာအဲ့ဒီနှစ်ဖက်စလုံးမှာမပါလောက်ဘူးသူတို့ဘာသာသူတို့ပုံမှန်စီးမျောနေကြတာပါပဲဒီနေ့ကျွန်တော်နဲ့ထူးဝေမျိုးတဲမှာကျူးရှင်သွားဖို့ထွက်လာကြတယ်တနေ့ရောက်မှာထူးဝေကပြုံးစီစီနဲ့ရက်တယ်ဟေ့ဇေယနေအောင်ကွာ ဘာလဲဘာလို့မလို့လဲဟိုမှာကြည့်စမ်းသူညုံပြတာကိုကြည့်ပြီးကျွန်တော်လဲရည်ကျင်သွားတယ်အိတ်တဲ့အိမ်ရဲ့ခြံဝင်ထွက်ဆိုင်းဖို့ကိုသူပြတာပါအဝင်ဆိုတဲ့ဆိုင်းဖို့ကိုဘသူကဝိဆာနှလုံးပေါက်ထဲ့သွားလဲမသိဘူးအဝင်ဖြစ်နေတယ်လာကွာသွားတော့အောင်ဟာဘာလို့မလို့လဲသူခေါ်တာကိုလိုက်သွားပဲမယ်ကျွန်တော်မှတွန့်ဆုပ်ဆုပ်နေဟေ့ဘာသွားလို့မလို့လဲအဲ့ဒီအိမ်ကိုမင်းသိလို့လား မသိဘူးဘာဖြစ်လို့လဲနည်းနည်းပဲနောက်မှာပါအဲ့ဒါနဲ့ကျွန်တော်ကပြောပြလိုက်တယ်ဟေ့ရောအဲ့ဒါတန်စင်တို့အိမ်တော့ဟင်ဟုတ်လားအဲ့ဒါဆိုပိုကောင်းတာဗောလာကန့်လန့်ကန့်လန့်နဲ့ကျွန်တော်ပါသွားပါတော့တယ်သူရာခြံရှိမှာရက်တယ်ခြံထဲကလူရိတ်လူရောင်ကိုလှမ်းကြည့်တယ်လက်တစ်ဖက်ကိုခါမှထောက်တယ်သူ့ကိုသူဒီအိမ်ရဲ့ဆွေမျိုးသားချင်းလို့လို့ငယ်ပေါင်းကြီးပေါ်လို့လို့နဲ့အဝင်းအဝင်း ်ဘယ်သူမှထွက်မလာဘူးဘာလှူရှားမှုပါလဲမတွေ့ရဘူးတူရထက်ခေါ်တယ်အဝင်းအဝင်းပြောအဝင်းထွက်မလာပြန်ပါဘူးဘလို့လုံးမှလဲအဝင်းဆိုတာဒီအိမ်မှာရှေ့ကျန်မှာရှိမှာပေါ့အဝင်းအဝင်းဘာလဲဘယ်သူလဲပြန်လည်လာတဲ့အတန်ခက်ဆူးဆူးလေးနဲ့တူမိတန်စင်ထွက်လာပါတယ်ခြံမမှာရက်နေတဲ့ထူးဝေကိုမတင်ကားလို့ကြည့်တယ် သူရနောက်မှရက်နေတဲ့ကျွန်တော်ကိုမေးခွန်းထုတ်တယ်လို့ကြည်တယ်ကျွန်တော်တို့ရှေ့ကိုရောက်လာတယ်မေးလာတော့ပြေးပြေးလဲလဲပါပဲဘာလဲဘာခိုးမလို့လဲသူရလည်းဘယ်လျှော့ပေးလိမ့်မလဲမိမခိုးမလို့ဘာသူရလန့်သွားတဲ့ဟန်နဲ့နောက်ကိုနည်းနည်းယိုင်ပေးလိုက်တယ်အရင်မအော်ပါနဲ့ဟာဘာလဲနင်တို့ဘာလာရှုပ်တာလဲဒီအိမ်နဲ့နင်တို့နဲ့ဘာဆိုင်လို့လဲငါတို့ကအဝင်းကိုလာရှာတာ တဲရအဝင်းလေမသိဘူးလေနင်တို့ခြံမှာအဝင်းလို့ရေးတာလို့ခေါ်ကြည့်တာအဝင်းများနင်တို့ခြံထဲရှိနေသလားလို့တန်စင်ကခြံဝကိတ်မှာအဝင်းကြီးအဝင်းဖြစ်နေတာကိုမတတ်မသားကြည့်လေကြည့်တယ်နင်တို့တက်တက်လာကြောင်တာပဲဘာကြောင်လို့လဲဒါကြောင်နေတာပေါ့သူရတန်စင်ကိုမျက်နှာရှုံပြလိုက်တယ်ပြန်သွားဆိုတဲ့ပုံစံနဲ့လက်ကိုခါလွတ်တယ်သွားစမ်းမှာဟာအဝင်းကိုသာလှုပ်လိုက်စမ်းမှာဟာ ဘာပြောလဲသွားလို့နင်းနဲ့မပြောဘူးအဝင်းနဲ့ပဲပြောမယ်သွားတန်စင်းခမအတော့အောက်သီးအောက်သက်ဖြစ်လာပုံရတယ်အေးစောင့်နေငါလှုပ်လိုက်မယ်ပြောပြီးခြံထဲကိုခြာကနေလှည့်ဝင်သွားတယ်ကျွန်တော်ကနည်းနည်းလှန့်သွားတယ်ဒါပေမဲ့ထိုးရတော့အေးစေးစေးပါပဲအေးလေအဝင်းမရှိလဲနေပါစီတော့သူဘာမှမလုပ်ခဲ့လို့ကျွန်တော်ကိုခေါ်ပြီးပြန်ထွက်လာတယ် ူရှင်ကြီးတော့နောက်ကျနေလားမသိဘူးမြန်မြန်သွားကြစို့ထူရာထူကြတာတခုကိုကျွန်တော်ပြောပါတယ်ဒီတန်စင်ဆိုတဲ့កောင်မလေးဟာအာတီအတာ ग्वा တီ ग्वा ကြတယ်မဟုတ်ဘူးကွာဘာလဲဘာဖြစ်လို့လဲထူရာပြောပါတယ်သူပြောမှာမွေးရနဲ့နေစွပြန့်ဝင်လာသလိုပဲကျွန်တော်အမေကိုအချိန်တိုင်းတာတခုဒီစုံဆိုင်နေပြီးမှဖြေတယ်အခုတော့လာတီလာတာလေးဖြစ်လာတယ်ကွာโอ้ ဟုတ်တော့လေဟုတ်တယ်ဘေးရလူတွေသတိမပြုဘဲမနေရတော့အောင်ဦးတန်စင်လှလာပါတယ်အများနဲ့တူရတယ်နေအောင်လာအောင်အောက်မှာပဲအများနဲ့မတူအောင်လင်းလက်တဲ့အလှတရားတစ်ခုကိုသူထက်ရနေပါပြီသူတိတ်လှနေပါပြီထူးရတာမသိမဲမသိတာတန်စင်ဟာရေတူယောက်ျားလေးတွေကြောင့်ဟာရေပန်းစားနေပါပြီသူ့အိမ်ရှိမှာညနေတကောင်တချင်းအော်ဆိုကြတဲ့လူတွေလည်းရှိနေပြီ ကျူရှင်မှာဆိုရင်လည်းသူ့စီကိုမှ UTV လာတတ်တဲ့စက်ကူများတွေများလာပြီးဒါပေမဲ့ကျွန်တော်တကယ်ရင်ထူရတော့အခုမှဒီเจ้าကိုတိပုံရပါတယ်နေပါဦးကတန်ဆင်နာမည်အပြည့်စုံကဘာတော့ဘာမှမရှိပါဘူးဒါပါပဲတန်ဆင်ပါပဲနှလုံးနဲ့ပါကျွန်တော်တို့ရဲ့ကျူရှင်ပြန်လမ်းမှာတော့သူတို့ခြံဝင်းထိပ်ကအဝင်းကြီးဟာအဝင်းပြန်ဖြစ်နေပါပြီကျွန်တော်တို့နှစ်ယောက်စလုံးတယောက်ကိုတယောက်ရည်ကျဲကျဲနဲ့ကြည်ဖြစ်ကြပါတယ် တန်စင်အားသူတို့ရဲ့ခြံဝမှာပဲရေပိုက်ကင်ပြီးပန်းမင်တွေကိုရေလောင်းနေပါတယ်ကျွန်တော်တို့ကကြည်နေပေမဲ့သူကပြန်မကြည့်ဘူးဆိုရင်မျက်လုံးချင်းစုံစရာလည်းအကြောင်းမရှိပါဘူးသူ့ရကတော့စကလုံးချင်းမှာထပ်ဆုံကြတာပေါ့လေသူ့ရကအော်လိုက်တယ်အမားကိုမြင် အမှန်ပြင်းလင်ကောင်းရလိမ့်မည်တဲ့အဲ့ဒီသူ့ရဲ့သုံးချောင်းကပြောက်ကိုမိတန်စင်အားသုံးလုံးစကားနဲ့တုတ်ပြန်ပါတယ်သုံးလုံးစကားသုံးကပါ ေးချင်းဆိုမတာကောင်းတတောင်းစာတဲ့ထူးရဲ့ရီးပြတယ်တန်စင်ကမျက်စောင်းထိုးတယ်ထူးရဲ့ရှာထုတ်ပြတယ်တန်စင်ကပိုက်နေရွယ်တယ်ထူးရဲ့ကျွန်တော်ကိုလက်ဆွဲပြီးလှည့်ထွက်လာတယ်တန်စင်ကပိုက်ကိုဆွဲပြီးအထဲပြန်ဝင်သွားတယ်အဲ့ဒါပါပဲအဲ့ဒါလိုပါပဲအဲ့ဒီထက်ဘာမှမပူခဲ့ပါဘူးဇေနန်းကျောင်းသားဘဝကိုကျွန်တော်တို့လွန်မြောက်သွားပြန်တယ် တော်တို့တငယ်ချင်းအားလုံးတို့လိုတက်ကတူကိုအိမ်ကတက်ခိုင်းလို့တက်ရတယ်။အစကလေးကလည်းညင်းမို့ရည်ရွယ်ချက်မရှိလို့ကျွန်တော်တို့အားလုံးဟာမိဘစကားကိုနားထောင်လိုက်ကြပါတယ်။ရန်ကုန်ပင်မတက်ကတူတဲကိုပဲအရောက်များကြပါတယ်။အဲဒီတက်ကတူကလည်းအခြားတက်ကတူတွေထက်ပိုကျတာကိုကျွန်တော်တို့ခြောင်တယ်လေ။တက်ကတူမှာဒီနေရာမှာအမိတက်ကတူအဖတက်ကတူဆိုပြီးကျွန်တော်မသုံးခဲ့ပါဘူး။တက်ကတူကအထီးလားအမလားကျွန်တော်မသိဘူးလေ။ သိတဲ့လူတွေကဘလို့သိတာလဲဆိုတာလည်းကျွန်တော်မသိဘူးဘယ်နေရာကိုကြည့်ပြီးသိနေကြရလဲမသိဘူးတန်ဆင်းရဲ့အလှအားသူယူပဗေဒဌာနကိုကြော်လွန်ပြီးရှေးခုနှစ်ဌာနနောက်ခုနှစ်ဌာနကြော်ကြပါတယ်သူ့ရေတော့ဘသူအားမှသိမသိကြဘူးဒီကောင်ကလည်းအเจ้าမာမမရှိပဲသူ့နာမည်ကိုလည်းဘသူ့ကိုမှသိမပြောဘူးထုံးဝေလို့လာလာခေါ်ကြလုံးလို့တဲ့အဲ့လိုခေါ်ရင်သူကမထူး ကျွန်တော်တို့ရဲ့တက္ကသိုလ်နေရက်တွေထဲမှာထူးဝေဟာတန်းစင်းကိုထူးထူးဝေဝေဘာမှမဖြစ်ခဲ့ပါဘူးဘလို့မှလည်းမနေခဲ့ဘူးတခါတခါကျွန်တော်တို့ငွေချင်းတွေအင်းအားမှာကန်တင်းမှာတက္ကသိုလ်စာကြီးတိုင်းမှာတက္ကသိုလ်တက္ကမယုံမှာစုစုဝေဝေစုံဖြည့်ကြတာရှိတယ်ထူးဝေလည်းပါတယ်တန်းစင်လည်းပါတယ်တို့ချင်းတယောက်ကိုတယောက်လည်းကြည့်ဖြစ်ကြတယ်ဒါပေမဲ့ဗီဒီယိုကားလောက်တောင်မှတယောက်ကိုတယောက်စိတ်ဝင်စားကြဘူးအဲ့ဒါဒီလိုလေ ဗီဒီယိုကားကိုမှဂျိမ်းစ်ဘွန်ကားတဲ့ဝင်နဲ့ဂျက်ကီရှာကားတဲ့ဝင်နဲ့မင်းကြည့်ပြီးပြီလားငါကတော့ကြည့်ပြီးသွားပြီ။ဘာညာကွိကွာရှိသေးတယ်။ခုတော့အဲ့လိုတော့မဟုတ်ဘူး။တန်းစင်ဝင်လာတယ်မင်းကြည့်ပြီးပြီလားငါတော့ကြည့်ပြီးသွားပြီ။ဘာညာသူ့ရဲ့ကျွန်တော်ကိုတခါမှလာမပြောဘူး။တက္ကသိုလ်ကျောင်းသားဘဝမှာတန်းစင်ဘက်ကတော့အတန်းမှန်ပါတယ်။သူရတော့နေရာတကာရှောက်သွားနေရပဲ။ဤစားသနာကိုလည်းသူစိတ်မဝင်စားဘူး။ ိုးရောစိတ်ဝင်စားတဲ့ကောင်မလေးတွေကြောင်းမှအများကြီးရှိတယ်။နူးနူဝင်းတို့ခင်တီရာဝင်းတို့ခင်နှင်းသစင်တို့မမလေးဝေတို့အများကြီးပေါ့လေ။ဒီကောင်ကစီရန်ဂရင်းဖြစ်နေတာကိုသူ့မျက်နှာချိုတယ်။သူ့ရုပ်ရည်ကမချောပင်မဲ့ဆွဲဆောင်မှုရှိတယ်။အချို့ကောင်မလေးတွေဆိုရင်သူ့အိုမမရရင်အပြိုကြီးလုံမယ်ဆိုပြီးတော့ပြောကြပါရဲ့။အပြိုကြီးလုံမလို့တော့မသိဘူး။သူတို့မရမှာတော့တေးကြတာပေါ့။ အဲ့ဒါလို့ကြောက်ခဲကိုနှလုံးသားလုပ်ပြီးရင်မတဲထဲ့ထားတဲ့ကောင်ဟာတနေ့မှာတော့အချစ်ဆိုတဲ့အကြောင်းကိုအလေးအနက်စဉ်းစားလာပါတော့တယ်။ဆရာဥကိုကိုအောင်ကြောက်ပါပဲ။ဒီနေ့မှာကျွန်တော်နဲ့ထူးရေလှဲရန်စေးပဲလမ်းလျှောက်ထွက်ကြပါတယ်။မထင်မှတ်တဲ့မြင်ကွင်းကိုတွေ့ရပါတယ်။ကျွန်တော်တို့ရဲ့ဆရာတူဖြစ်ပြီးလူမျိုးကြီးတူဖြစ်လေကြော်ကြားလာသူဆရာဥကိုကိုအောင်ဟာကောင်မလေးတယောက်နဲ့လက်တွဲပြီး ยีมอมอสกาดีกาดิพั่วบีจนเราเยเมนเชนสายอ่ะนี่ช่าหลาโลบาเวจนเราทูยอ2หยอสลุงอะยันอั้นออตั้วบาเดบายรอบ่หู้ปูดิเปาะแลเปาะตั้วดิโลเวเสียก็เราจนเราบ่เมนอูตุกองมาเลโอเวเมนนี่บงยะตะเฮยีนช่าหลาดาเวละแท้มาแลอตอจี้เดปั้นดีตะลงโกไกลุอนาหยอกมาจนเราบ่เมนเนจนเราเนี่ยว่าตุสีโออุ้มมิอ๋อ ပေတောင်မှညတော်မှဖြန့်ခွဲပြီးရှောက်ခဲ့တာမို့သူရှောင်မရပါဘူးဆရာဆရာလန့်သွားပါရဲ့သူ့ကောင်မလေးကလည်းလိုက်လန့်ပါရဲ့ပြီးတော့ဆရာကျွန်တော်တို့ရည်ပြပါတယ်သူ့ကောင်မလေးကလည်းကျွန်တော်တို့ကိုရည်ပြမလို့လို့လိုက်လှုပ်ပါတယ်မင်းတို့ဘယ်သွားကြမလို့လဲဆရာတို့ကဘယ်သွားကြမလို့လဲရုပ်ရှင်အဲ့လေဟိုဟိုနာဒီနာကျွန်တော်တို့ဘာမှဆက်မပြောတော့ပါဘူးအတိတ်ပဲပါပါရည်နေလိုက်ကြတယ် အဲ့လိုပဲဖြစ်နေကြတယ်အဲ့ဒီမှာကျွန်တော်သတိပြုမိတာတခုတော့ရှိတယ်ဆရာသူ့လက်ထက်ကပန်းသီးကြီးကို သူ့အိတ်ကထဲအတင်းထိုးထည့်နေတယ်ရလည်းမရဘူးပန်းသီးကကြီးပြီးအိတ်ကသေးနေလို့သူထည့်မရဘူးဒါမဲ့မရတာဘူးပဲတစ်ဖက်ကကျွန်တော်တို့ကိုရည်ပြရင်တစ်ဖက်ကစွတ်ထည့်နေတယ်သူကောင်မလေးကခတ်တိုးတိုးလေးမေးတယ် ဘာဖြစ်လို့လဲပန်းသေးရမစားသေးဘူးလားဆရာကလည်းခတ်တူတူပြန်ဖြေတယ်အဲမစားသေးဘူးလက်ကကင်မထားချင်လို့လားဒီပေးတာလေဟိုမဟုတ်ပါဘူးအိတ်ထဲထည့်နေတာဟာအိတ်ထဲထည့်လို့ဘယ်လိုလုပ်ရမှာလဲကိုကိုကလည်းအင်းအဲဆရာမပန်းသေးတစ်လုံးနဲ့အကျက်ရိုက်နေပါတော့တယ်အဲ့ဒီပန်းသေးကိုသူ့ကောင်မလေးကသူ့အတွက်ပေးထားတာနေမှာပေါ့ ူစားလဲမစားရက်ပဲလက်ကကင်ပြီးကြည်နူးနေတယ်မှာကျွန်တော်တို့နဲ့စုံတော့ဒုက္ခရောက်နေတော့တာပေါ့ဒီပန်းသီးနဲ့ပတ်သက်ပြီးကျွန်တော်တို့ကိုလည်းရှက်ကိုရှက်ကန်ဖြစ်နေတာပေါ့ကျွန်တော်တို့ကတောင်းစားမှာတို့လူယူသွားမှာတို့ကိုစိုးရင်နဲ့ပုံလဲရပါတယ်လိုအပ်ရင်အသက်နဲ့လည်းကာဝယ်မယ်လို့လည်းစဉ်းစားနေပုံရပါတယ်ကျွန်တော်တို့ကလည်းအလိုက်တသိနဲ့ပဲရှောင်ပေးခဲ့ပါတယ်ရည်ရှင်နေရာကိုတော့ထိမရဘူးပေါ့လေဆရာ ကျွန်တော်တို့သွားအောင်မယ်အေးငါတို့လည်းသွားလိုက်အောင်မယ်လမ်းမှာထိုးရကျွန်တော်ကိုမေးပါလေမင်းဘလို့မြင်လဲဘလို့မြင်ရမှာလဲအချစ်လေအချစ်ဆိုတဲ့အရာပေါ့အေးနော်ထိုးရမျက်နှာလေးနဲ့စင်ကြယ်နေပါတယ်ကျွန်တော်ကိုပြောသလိုနဲ့သူ့ဘာသာရေရွတ်တဲ့စကားတခုကိုလည်းတိုးတိုးလေးဆိုတယ် ချစ်ဆိုတဲ့ရာဒါကြောင့်လေကဘာကြော်တာကိုခဲဆက်ဆက်လူပြောများခဲ့တာ။အလားအချစ်နဲ့ပတ်သက်ပြီးထူးဝေစတင်လေးနက်ခဲ့ပုံပါပဲ။ဟုတ်ကဲ့အခုကျွန်တော်ဖတ်ပြပေးခဲ့တဲ့ဆရာတာမင်းဝေရဲ့ပန်းလက်ဘွားမှာပါအပ်ပိုင်ခွင့်မရှိတဲ့အကောင်လေးဆိုတဲ့ဝိတုစာအုပ်လေးကိုအပိုင်း1အနေနဲ့ဖတ်ပြပေးခဲ့တာဒီမှာပဲ။ ခေတ္တခဏယန္နာအဝင်ပြုပါခမညာဆက်လက်ပြီးတော့လည်းအပိုင်းနှစ်ကိုဖက်ပြပေးမှာဖြစ်လို့စောင့်မျှော်နာစဉ်အားပေးကြပါအောင်ခမညာနာတော်တာစင်သူပေါ့စေချမ်းသာခြင်းကိုဤကျမ်းမာခြင်းများနဲ့ပြည့်စုံ၍ဘေးရန်ရဲ့ပေါ့မှာကင်းဝေးကြပါစေ